င်းတင်တဲ့ခဏကလာတော့စနေကြတဲ့ပြည်ထရေအလုံးကိုတာလီဆော့ပါလို့တော့ကန်ဆက်တလဲရပါတယ်ဒီကနေ2025ခုနှစ်မေလ13ရက်နေ့ CNN ရဲ့တနစ်တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်ဒီနေ့တနေ့တာထုံလွန်မှုအတွက်ကြားမိတဲ့တဲ့တွေကတော့ရသေးတောင်ကထွန်းရဝေရောင်ဟောင်းကျေးရလေချောင်းတက်ခိုက်ခံရမှုတေဆုံးသူစစ်ကုန်းနဲ့တန်ရရသူ20ဦးတိချိလာနေတယ်ဆိုတဲ့တဲ့ စစ်ကောင်စီကမန္တုံမြို့နယ်မိုင်းငုံမြို့ကိုလေကြောင်းပုံချစ်တက်ခိုက်လို့ဒေသခံတအုပ်သေဆုံးပြီးတော့၃ဦးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့တဲ့အာဆီယံအနေနဲ့မြန်မာနိုင်ငံငြိမ်းချမ်းဖို့အတွက်ကိုကူညီနေတယ်လို့ပြောပေမဲ့စစ်ကောင်စီအကြမ်းဖက်တာကိုဟန်တာဖို့ပြက်ကွက်နေတယ်လို့ Justin ဖုံမြန်မာကပြောဆိုလိုက်တဲ့တဲ့မျိုးကိုကြားရမှာလေးဖြစ်ပါတယ်။ ဒီနေ့ထုတ်လွှင့်မှုရဲ့ပထမဆုံးသတင်းအနေနဲ့ကြားမှာကတော့ရေသေးတောင်ကထွန်းရွေရဟောင်းကျွေးရကိုလေကြောင်းတက်ခိတ်ခါရမှုဒေဆုံသူစစ်ကုံနဲ့ဒဏ်ရာသူ20ဦးထိချစ်လာနေတယ်ဆိုတဲ့သတင်းကိုကြားမှာလည်းဖြစ်ပါတယ်စစ်ကောင်စီလေကြောင်းတက်ခိတ်တာကိုလောက်ဆောင်ခဲ့တဲ့ရေသေးတောင်မြို့နယ်ထွန်းရွေရဟောင်းကျွေးရအတွက်မှာလေကြောင်းတက်ခိတ်ခါရမှုကြောင့်ဒေဆုံသူဥယျာဉ်နဲ့ဒဏ်ရာသူဥယျာဉ်တွေဟာတဖြည်းဖြည်းပိုတိုးလာနေတယ်လို့ဒေသခံကူညီရေးလောက်ဆောင်နေသူတွေကပြောပါတယ်လက်ရှိစီးရင်တည်းအရဒီလေကြောင်းတက်ခိတ်မှုကြောင့်ဒေဆုံသူစစ်ကုံနဲ့ ဒဏ်ရာရသူ20ဦးထိရှိလာနေပြီးပျောက်ဆုံးနေသူနဲ့ဒဏ်ရာရတဲ့သူတွေထဲမှာဒဏ်ရာပြတ်ထန်နေသူတွေလည်းအများပြားရှိနေစေဖြစ်တယ်လို့ကုညီကစီရဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ပေးနေသူတွေကပြောပါတယ်စစ်ကောင်စီဟာဒီနေ့မလတ်စစ်တုံးနေမနေ့စစ်နာရီဝမ်းကျန်လောက်မှာရသေးတော်မြွတ်နယ်ထွန်းညဝေရွာဟုံကျေးရွာကိုချက်ဖိတ်တာနဲ့လေချောင်းကနေတဆန့်ဘုံကျစ်တက်ခိတ်ခဲ့တဲ့အတွက်အပြစ်မဲ့ရတားပြစ်သူတွေအခုလိုအစုလိုက်ပြောင်းလိုက်ဒေဆောင်တိုင်ရရရှိခဲ့ကြရတာလည်းဖြစ်ပါတယ် စစ်ကောင်စီကနိုင်ငံအနှံ့အပြည့်ရဲ့ကြောင့်ကျင်းညာထားပေမဲ့လည်းအရက်သားတွေကိုပြစ်မှတ်တာတက်ခိုက်တဲ့လေကြောင်းတက်ခိုက်မှုတွေကိုအရက်သားနေထိုင်ရာကျေးရွာတွေစာတင်ကျောင်းတွေစစ်ဘေးရှောင်စခန်းတွေဘုံကြီးကျောင်းစတဲ့နေရာတွေကိုဘုံကြီးတက်ခိုက်တဲ့အတွက်ပြည်သူတွေထိခိုက်ဒေဆုံးတာများစွာရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျာဒီကဆက်လက်ပြီးကြားမှတတဲ့ကတော့စစ်ကောင်စီကမန္တလေးမင်းကုန်းမြို့ကိုလေကြောင်းပုံကြက်တက်ခိုက်ခဲ့လို့ ရဲတပ်ခန့်တို့ဦးသိဆုခဲ့ရပြီး၃ဦးတရားရှိခဲ့တဲ့ဆိုတဲ့တဲ့ကိုကြားမှလည်းဖြစ်ပါတယ်။တအုံးပြေမန်နုံမြို့နဲ့မိုင်းကုန်းမြို့ကိုပြီးခဲ့တဲ့မေလ၁၂ရက်နေ့ည၁၀နာရီလေး၅မိနစ်အချိန်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကြီးတက်ခိတာကိုလုံဆောင်ခဲ့တယ်လို့ DNA ကသတင်းထုတ်ပြန်လိုပါတယ်။ စစ်ကောင်စီကပြီးခဲ့တဲ့မေလ၁၀နှစ်ညာ၁၀နာရီ၄၅မိနစ်မှာမန်နုံမြို့ကအောင်ချမ်းသာရက်ွက်အတွင်းကိုဂျက်ဖိုက်တာနဲ့ဘုံနှလုံးလာရောက်ကြေချတက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီတက်ခိုက်မှုကြောင့်အောင်ချမ်းသာရက်ွက်မှနေထိုင်တဲ့ပြည်သူတို့တေဆုံခဲ့ရပြီးတော့တောင်းဦးထိခိုက်တဲ့ရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်တက်ခိုက်မှုကြောင့်အဲ့ဒီရက်ွက်အတွင်းမှာရှိနေတဲ့ပြည်သူနေအိမ်28လုံးဟာလေဘုံဆက်ထိမှန်ပစ္စည်းသွားခဲ့ရတယ်လို့လည်းဆိုထားပါတယ်။အဲ့ဒီလိုပဲစစ်ကောင်စီကမင်းငုံမျိုး တာလုံရက်ကွက်ကာစာသင်ကျောင်းအနီးကောမေလ၁၂ရက်နေ့ညနေ9:00နာရီလဲစီလောက်မှာဂျက်ဖိုက်တာနဲ့နှစ်ကြိမ်တိုင်ဘုံလေးလုံးလာရောက်ကြေချတက်ခိုက်ခဲ့တာရှိခဲ့တယ်လို့လည်းဆိုထားပါတယ်ဒီတက်ခိုက်မှုကြောင့်တက်ခိုက်ပျက်စီးမှုရှိမှရှိဆိုတဲ့အခြေအနေတကူတော့ DNA ထုတ်ပြန်ချက်မှာထည့်သွင်းဖို့ပြတာတာမရှိပါဘူးစစ်ကောင်စီဟာမေလအတွင်းမှာအပြစ်ရတဲ့လော်ဂျင်ညာထားပေမဲ့ DNA အုပ်ချုပ်နေမြင်ဖြစ်တဲ့နောင်ရှုံမျိုးကိုလည်းတိုက်ပွဲဖြစ်တာမရှိပဲ မေလ၁၇ရက်နေ့မှာလဲစစ်ကောင်စီကလက်နက်ကြီးနဲ့လေကျင်းပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်လို့လဲဆိုထားပါတယ်။အဲ့ဒီလိုစစ်ကောင်စီကအပြည့်ရကာလမှာလေကျောင်း drone လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုစက်တိုက်လုပ်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့စစ်ရေးသတိအမြင့်ရှိဖို့လိုအပ်တယ်လို့လဲ DNA အနေကတိုက်တွန်းပြုဆိုထားပါတယ်ခင်ဗျာ။ဒီနေ့ကနေတထုတ်လွှင့်မှုရဲ့နောက်ဆုံးသတင်းအနေနဲ့ကြားမှာကတော့ တစီအနေနဲ့မြန်မာနိုင်ငံငြိမ်းချမ်းဖို့အတွက်ကိုကူညီနေတယ်လို့ပြောပေမဲ့စစ်ကောင်စီအကြမ်းဖက်တာကိုဟတ်တာဖို့ပြက်ကွက်နေတယ်လို့ Justice ဘုံမြန်မာကပြောဆိုလိုက်တဲ့သတင်းကိုကြားမှာလေးဖြစ်ပါတယ်။စစ်တောင်အခြားနိုင်ငံများတဲ့အာဆီယံအနေနဲ့ပုံသဘောထား၅ရက်ထိကမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးကိုပံ့ပိုးကူညီနေတယ်လို့ပြောဆိုနေပေမဲ့စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကိုဟန်တာထိချုပ်ဖို့ပြက်ကွက်နေတယ်လို့ Justice ဘုံမြန်မာကမေလ၁၂ရက်နေ့မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ Justice ဘုံမြန်မာရဲ့ပြောရေးဆိုခန့်ချစ်သူမယန္တနာမောင်က လင်းတဲ့အတွက်အာဆီယံကမြန်မာပြည်သူတွေအတွက်တဝန်ပြက်ကွက်ခဲ့ပါတယ်။သူတို့ဘုံသဘောထား၅ရက်ကအရေးယူမှုမရှိပြက်ကွက်မှုတွေအတွက်စင်တီယေကိုစိတ်တည်နေဖုံးလာတာဖြစ်ပြီးတစ်ဖက်မှာအစိုးရအဖွဲ့ဝင်လူချမ်းသာတစုကစစ်ရဇဝတ်ကောင်တွေလက်ထေကိုဆက်လက်နေတဲ့စစ်တုံးဆောင်ပြည်စုတွေဆက်ပြီးတော့စစ်ဆက်နေတာပါလို့ဆိုပါတယ်။ဒါ့အပြင်အာဆီယံလက်အောက်ခံနိုင်ငံတွေရဲ့ကုမ္ပဏီတွေကလည်းစစ်ကောင်စီစီကိုငွေကြေးစီစစ်နာနဲ့လက်နဲ့ရောင်းချတက်ဆင့်ပေးတာတွေကိုလည်း ာဆီယံကဆက်လက်ခွင့်ပြုနေစေဖြစ်တယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ16ရက်နေ့ကပြင်အားခနစ်တသမခနစ်ရှိတဲ့ဖြစ်အားပြင်ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာစစ်ကောင်စီဟာကျန်းဖက်စစ်စီရင်တွေကိုအရင်တော့ကတည်းကပို့ပြီးတော့လူရှိလှုပ်ဆောင်ခဲ့တာတွေရှိပြီးတော့ငလျင်တန်တဲ့နေရာတွေကိုတောင်မှမရှမ်းပဲနိုင်ငံတော်ဝန်လေကြောင်းတက်ခိတ်တာနဲ့လက်နက်ကြီးပစ်ခတ်မှုပေါင်း900ကျော်ကိုလှုပ်ဆောင်ခဲ့တယ်လို့လည်းဆိုထားပါတယ်။အဲဒါကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့အကြက်တွေကိုကူညီပေးခြင်းတဲ့ လက်တွေမှာစစ်ကောင်စီကိုမှားယွင်းတဲ့နိုင်ငံရေးတရားဝင်ပေးအပ်တာစစ်ဖက်လက်ကျင့်မှားယွင်းတဲ့တင်ကြားမှုတွေပေးအပ်တာထိရောက်တဲ့နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေကိုဒါစီပိတ်ပင်တာစစ်ကောင်စီရဲ့မိဖက်တွေနဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့စီးပွားရေးလုပ်ငန်းတွေကိုမျက်ဝေပြုပေးထားတာတွေဟာမြန်မာနိုင်ငံအတွက်အကျပ်တွေကိုလောင်စာဖြစ်မိထုတ်ပေးနေတာတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါကြောင့်အာဆီယံအနေနဲ့လည်းစစ်ကောင်စီကျူးလွန်နေတဲ့ဆေးရဆဝတ်မှုနဲ့လူသားမျိုးနွယ်ကိုကျူးလွန်နေတဲ့ရဆဝတ်မှုတွေကိုလည်း စီယံဖွင့်နေတဲ့ကြံရပါဖြစ်စေခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်အဲ့ဒါကြောင့်အစီယံအနေနဲ့ဒီလမ်းကြောင်းကိုပြောင်းလဲပြီးတော့ဒီထက်ပိုတဲ့ PR တွေပေးဖို့လိုအပ်နေတယ်လို့လည်းဆိုထားပါတယ်အစီယံအနေနဲ့စစ်ကောင်စီကိုထိထက်ဆက်ဆံမှုနဲ့ထောက်ပံ့မှုအလုံးကိုရက်ဆိုင်ဖို့နဲ့စစ်ကောင်စီစီကနေရတဲ့ဗန်နာငွေစစ်လက်နဲ့စစ်သုံးဆောင်ပစ္စည်းနေပညာနဲ့လျှက်စီစည်းဝင်မှုတွေကိုပါပိတ်ဆို့ဖို့အတွက်ဘွဲ့ဝင်နိုင်ငံအားလုံးကိုတိတ်တွန်းပေးဖို့ကို just stamp ဖို့မြန်မာအနေနဲ့တိတ်တွန်းတယ်လို့လည်းဆိုထားပါတယ် ဒါပြန် just step ဖို့မြန်မာအနေနဲ့စစ်ကောင်စီအတွက်ဗန်နာငွေပန့်ပုံမှုစစ်တုံးဆောင်ရောင်းချမှုနဲ့ဗန်နာရုံးဝန်ဆောင်မှုတွေကလည်းအကျိုးမြတ်ရရှိနေတဲ့အာဆီယံလက်အောက်ခံဘီလီယံနာတထက်စစ်နုပ်ပါဝင်အာဆီယံအသက်30အထက်မတမာသူစီရင်တွေကိုလည်းပို့ထုတ်ပြီးတော့ဒီလူတွေဟာစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကနေအကျိုးအမြတ်ရနိုင်သူတွေဖြစ်တယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ ျွန်တော်တို့ CNN သတင်းဌာနရဲ့တနစ်တာရေဒီယိုထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြရတဲ့ပရိသတ်တွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရဝပြုအပ်ပါတယ်။နောက်နေ့တွင်မှလည်း CNN ကတက်ဆက်ပေးတဲ့တနစ်တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube Telegram X နဲ့ TikTok တွေမှာလည်းမျက်စင်စောင့်မှုကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။